်တစ်ကြိမ်မြောက်ဥရောပချန်ပီယံလိဖလာကိုကန်ဆောင်ပြီးမက်ဒရစ်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ရီယယ်အသင်းကိုထောင်ကျော်တဲ့ပရိသတ်တွေကအသင်းကိုအားပေးတဲ့လက်စည်းတွေကိုလှုပ်ရမ်းပြီးကြိုဆိုခဲ့ကြပါတယ်။ချန်ပီယံဆုကိုအရယူလာနိုင်ခဲ့တဲ့ရီယယ်အသင်းကိုတည်ဆောင်လာတဲ့အမိုးဝင်ကားကြီးဟာဆိုရင်ဖြင့်တနအီကျော်ကြာအောင်စောင့်နေတဲ့ပရိသတ်တွေနဲ့အတူပျော်ရွှင်စွာအောင်ပွဲခံခဲ့ပါတယ်။ပီတိဖြစ်နေတဲ့လူသူကြီးကရီယယ်အသင်းအောင်ပွဲခံနေကြနေရာဖြစ်တဲ့နေရာကိုရောက်ရှိနေပြီး မချစ်ဖဲနဲ့ကိုမနေနိုင်ဘူးလို့ပျော်ရွှင်စွာဟစ်ကြွေးနေကြကြောင်း AFP သတင်းတရက်မှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ Champion League ဘောလုံးပွဲစဉ်အဖြစ် Real Madrid အသင်းနဲ့ Atletico Madrid အသင်းတို့ဟာဘောလုံးပွဲစဉ်မှာတော့ပွဲကစားချိန်မိနစ်60အထိတစ်ဖက်ကိုတကိုးစီနဲ့တရေကြခဲ့ပြီးအချိန်မိုမိနစ်30ထပ်မံရှင်ပြိုင်ကစားရမှာလဲတရေရလက်သားဖြစ်နေခဲ့ပါတယ်။ဒါကြောင့် penalty အဆုံးဖြတ်ရယူရမှာတော့ ရီယယ်မက်ဒရစ်အသင်းကအနိုင်ရရှိခဲ့ပြီးချန်ပီယံလိဂ်ဆုဖလားကြီးကိုရရှိခဲ့တာဖြစ်ပါတယ်။